ရှင်ဖရာနတ်ပြေ6ထက်ကလူပြေနဲ့နှီးတယ်လို့ကြားဘူးပါတယ်လူပြေကညာဘက်ရှိပြီးလူပြေနဲ့နှီးတဲ့နတ်ပြေတွေကရောညာဘက်ရှိပါသလားဖရာတဲ့လူပြေရဲ့အထက်ယူဇနာ4200กว่าဝေးတဲ့အရက်မှာယူကန်တူတောင်ရှိပါတယ်အဲ့ဒီယူကန်တူတောင်ထိပ်မှာသရုမဟာရဲ့နတ်ပြေရှိပါတယ်သရုမဟာရဲ့နတ်ပြေရဲ့အထက်ယူဇနာ4200กว่าဝေးတဲ့အရက်မှာမြင့်မူတောင်ရှိပါတယ်အဲ့ဒီမြင့်မူတောင်ရဲ့ထိပ်မှာတာဝတိန်သာနတ်ပြေရှိပါတယ် အလားတူပဲတာဝတိန္ဒာနတ်ပြည်ရဲ့အထက်မှာရှိကြတဲ့ယာမတုတိတာ နေမနရတိပရဏိမိတာဝတဝတိစတဲ့နတ်ပြည်တွေကလည်းတပြည်နဲ့တပြည်ကိုယူဇနာ4200ခုกว่าဝေးပါတယ်။ပေါ်ပြပါနတ်ပြည်6ထက်အထက်မှာသရုမာရဲ့နတ်ပြည်ဟာအောက်ထစ်ဆုံးနတ်ပြည်ဖြစ်တဲ့အတွက်လူပြည်နဲ့အနီးဆုံးနတ်ပြည်ဖြစ်ပါတယ်။နတ်ပြည်မှာလူပြည်လူနေဘက်ညဘက်ဆိုတာမရှိပါဘူး။အချိန်ကန့်သက်ချက်တစ်ခုအနေနဲ့ပဲရှိပါတယ်။အမေတခြားအဖြေတခြားလက်ပတ်ပြီးရှောက်ပြောနေတယ်။စားရင်စားတယ်ပေါ့။ ဒါဆိုဥစဉ်ကနေတိုင်းလိုလိုနေထိုင်မကောင်းဖြစ်နေတာပေါ့နော်တဲ့အေးဗျနေတိုင်းလိုလိုနေထိုင်မကောင်းဖြစ်တဲ့လူဆိုတာတကားတော်ပြောမှာပဲကြားဘူးတော့တယ်နော်နေထိုင်မကောင်းဖြစ်လို့စာလောင်မှုသိမ့်မှုဒဏ်ဖြစ်တယ်ဆိုရင် စားတယ်လို့ဝန်ခံထားတယ်လေအဲ့ဒါကိုမမြင်တာလားဥစဉ်မစားဘူးလို့ပြောလိုက်ရင်တခွန်ထဲနဲ့ပြီးတယ်နော် လှက်ပက်ပြီးရှောက်ပြောနေတယ်လို့ပြောရအောင်။ဦးစင်းပြောတဲ့အထဲထဲမှာကြံအကူကမပါဘူးလား။ကဲပါတကားတော်မယုံဘူးဆိုရင်ဝိနည်းပိတကဘိက္ခုပါစိအခန်းဘောဇနာဝတ်ဘောဇနာတိခါဘုအဖွင့်မှာတွားပြီးလေ့လာကြည့်နော်။အဲ့ဒီမှာညနေစာစားရင်အဘမတင်တဲ့ယဟန်၃မျိုးကိုဖော်ပြထားတာတွေ့လိမ့်မယ်။ပြောတာပြောရတာပါ။တကားတော်ကိုကြည့်ရတာလေပိတကမြင်ဘူးမဲ့ဘုံမပေါ်ပါဘူး။ ပိဋကတ်မမြင်ဘူးတဲ့လူကိုပိဋကတ်အကြောင်းပြောပြရတာဟာသူငယ်တန်းကိုစေတန်းစာတင်တယ်လို့ဖြစ်နေပါတယ်เนาะဒါကြောင့်ဦးစင်းပြောတဲ့ကြမ်းချက်တွေကိုတရားတော်လိုက်ပြီးမရှာနိုင်ဘူးဆိုရင်တရားတော်နဲ့နီးစပ်တဲ့စာတက်ပေတဲ့ယဟန်တပါးကိုရှာပြီးမေးကြည့်ပါအဲ့ဒီဘောဓနာသိက္ခာဖို့အဖွင့်မှာညနေစာစားရင်အဘတ်မတင်တဲ့ယဟန်သူမျိုးရှိတယ်ဆိုတာဟုတ်ပါသလားလို့เนาะအဲ့ဒီလိုမေးကြည့်လိုက် မေးကြည့်လိုက်ပြီဆိုရင်အဖြေထွက်လာပါလိမ့်မယ်အရှင်ဖေရအာဓမအမှုကို မျက်ွယ်ပြုခြင်းက ပြည့်မှုမြောက်ပါသလားဖေရတဲ့မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကတားဖြစ်သူအဇာတတကသောတပန်ဖြစ်တဲ့ဖခင်ဖြစ်သူဗိမ္မိသာရမင်းကိုထောင်တွင်းအချင်းချပြီးတတ်ပါတယ်အဲ့ဒီလိုတတ်မယ်ဆိုတာကိုလေဖះရှင်ကြိုပြီးတည်တော်မူပါတယ်ကြိုပြီးတည်တော်မူတော်လဲပဲ တားလို့မရမှန်းသိတဲ့အတွက်ကြောင့်တားတော်မမူပဲမျက်ွယ်ပြုတော်မူခဲ့ပါတယ်။နောက်တခါအဇာတတကဝေသာလီပြည်ကိုတိုက်ခိုက်သိမ့်ပိုက်တာကြောင့်ဝေသာလီပြည်ကြီးပျက်စီးလိမ့်မယ်ဆိုတာကိုဖျားရှင်ကြိုပြီးသိတော်မူပါတယ်။ကြိုပြီးသိတော်မူလို့လည်းပဲရှင်အာနန္ဒာကိုဟောကြားတော်မူခဲ့ပါတယ်။ကြိုပြီးသိတော်မူတာမှန်ပေမဲ့တားလို့မရမှန်းသိတဲ့အတွက်ကြောင့်တားတော်မမူပဲမျက်ွယ်ပြုတော်မူခဲ့ပါတယ်။ အာရမအမှုကိုမျက်껙ပြုလို့ပြစ်မှုမြောက်ရမယ်ဆိုရင်ဖះရှင်ပြစ်မှုမြောက်နေပါပြီเนาะတားလို့ယာမှန်တိပါလေးရဲ့မတားပဲနေမှပါလျင်ပဲအပြစ်ဆိုရမှာပါတားလို့မယာမှန်တိလို့မတားပဲနေတာကိုအပြစ်လို့ပြောလို့မရပါဘူးเนาะနားလဲပါစေအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေအရေးတကအရေးแท้မှာ မိဘဆွေမျိုးအရေးကအေးမြဆုံးဖြစ်ပါတယ်။သို့တော်လည်းပဲလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကိုတော့မိဘဆွေမျိုးတို့ကမပေးစွမ်းနိုင်ပါဘူး။မိမိဤကောင်းစွာထားအပ်သောစိတ်ကသာပေးစွမ်းနိုင်ပါတယ်။ဓမ္မပဒပါဠိတော်သောရေယဝိထုမှာလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကိုအမိအဖတို့ကမပြုတ်နိုင်ဆွေမျိုးတို့ကလည်းမပြုတ်စွမ်းနိုင် မိမိဤကောင်းစွာထားအပ်သောစိတ်တည်သားလျင်မိဘဆွေမျိုးတို့ထက်တဆင့်တက်တဆင့်မြင့်မြတ်အောင်ပြုစွမ်းနိုင်၏လို့ဟောကြားတော်မူထားပါသည်။ဒါကြောင့်ဓမ္မလက်ဆောင်ပေးလိုတာကလူနဲ့နိဗ္ဗာန်သုံးတန်သော ချမ်းသာကိုရရှိခြင်းတည်းဆိုရင်မိမိဤစိတ်ကိုကောင်းစွာထားပါလို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။မေခွန်းမေခွင့်ပြုတော်မူပါအရှင်ဖရာအရှင်ဥပဂௌတာက ရိနိဗ္ဗာန်ပြုပြီလားဖရာတဲ့ဖရာဟောကြံကံမှာအရှင်ဥပဂௌတဆိုတာမရှိပါဘူးเนาะဖရာဟောကြံကံမှာအရှင်ဥပဂௌတမရှိဘူးဆိုလို့အရှင်ဥပဂௌတတကယ်မရှိဘူးဆိုတဲ့သဘောမျိုးပြောတာမဟုတ်ပါဘူးဖရာဟောကြံကံမှာမရှိတဲ့အကြောင်းကိုပဲပြောတာပါတစ်ချိန်ချင်းတနေရာရာမှာတော့ရှိရင်ရှိခဲ့မှာပေါ့เนาะတချို့ကအရှင်ဥပဂௌတယဟန္တာသည် ပြိဋိဘံမပြူသေးပဲယနေ့တိုင်ရှိသေးတယ်လို့လွဲမားစွာ ယူဆနေကြပါတယ်။အဲ့ဒီအယူဆကမှားပါတယ်နော်။ယဟန္တာမှန်ရင် အာယုကပ်ပြည့်တာနဲ့ပြိဋိဘံပြူတော်မူကြပါတယ်။တတ်တန်းကိုဆွဲဆန့်ပြီးနှစ်ပေါင်းထောင်ချီအောင်မနေကြပါဘူး။အဲတဆုပ်လောက်လဝါးထဲထည့်လိုက်ပါ။ဘာမှမဖြစ်ပါဘူး။သို့တော့အဲတမုံနှမုံလောက်မျက်လုံးထဲဝင်သွားပြီဆိုရင် အမတန်နေရခက်ပါတယ်။ ဒါကြောင့်လူတွေဟာမျက်လုံးထဲသဲဝင်မာကို အမတန်ကြောက်ပါတယ်။အဲ့ဒီဥပမာအတိုင်းပါပဲ။ပုထုဇဉ်တွေဟာလဝါဘော်ကသဲလိုပါပဲ။တတ်တန်းရှည်လီကြိုက်လီပါပဲ။ယဟန်တာတွေကြတော့မျက်လုံးထဲသဲဝင်သွားရင် နေရခတ်တယ်လို့တတ်တန်းရှည်လီနေရခတ်လီပါပဲ။ဒါကြောင့်အာယုကပ်ပြည့်ပြီဆိုရင်ယဟန်တာတွေဟာပရိနိဗ္ဗာန်ပြုတော်မူကြပါတယ်။အရှင်ဥပဂုတ္တသည်ယဟန်တာအစ်စ်ဖြစ်ရိုးမှန်ရင် အခုချိန်လောက်ဆိုမရှိတော့ပါဘူးပြိဋိဘံပြုသွားလောက်ပါပြီအရှင်ဖေယမတ်နဲ့ဖူကဘာကွာပါလဲဖေယဖူညာရရန်ဘယ်လိုလုပ်ရပါမလဲဖေယမတိလို့ရှင်းပြပေးတော်မူပါဖေယတဲ့မတ်ဆိုတာကဝိပဿနာတရားအားထုတ်လို့ဝိပဿနာဉာဏ်အစင်းမြင့်လာတဲ့အခါမှာထိုဝိပဿနာဉာဏ်ဤစွာအဖြင့်နိဗ္ဗာန်ကိုမြင်ပြီး ိလေသာတရားတို့ကိုပယ်တတ်နိုင်တဲ့တရားကိုပဲမတ်လို့ခေါ်တာပါဖို့ဆိုတာကတော့ထိုမဉ္ဉံဤထိုးလုံလိုက်တဲ့အကျိုးတရားကိုဆိုလိုတာပါဖွဉ္ဉံရရန်ဘယ်လိုလုပ်ရမလဲဆိုတော့ဖွဉ္ဉံသည်မဉ္ဉံဤအကြောင်းတရားကြောင့်ရရှိလာတာဖြစ်သောကြောင့်မဉ္ဉံသည်လည်းပဲဝိပဿနာဤအကြောင်းတရားကြောင့်ရရှိလာတာဖြစ်သည့်အတွက်ဖွဉ္ဉံရရန်ဝိပဿနာအလုပ်ကိုပဲလုပ်ရမှာဖြစ်ပါတယ် ဒီမေခွန်းရဲ့လူရင်းအတိတ်ပဲကဒိန်းစောတဲ့လူတွေဟာဒေါသနဲ့တတ်မိရင်ငရဲကြနိုင်ပါသလားလို့မေးလို့တဲ့အတိတ်ပဲဖြစ်ပါတယ်တတဝါတွေကိုတတ်ဖြတ်တဲ့အခါမှာတတဝါဖြစ်ခြင်းတတဝါဟူသောအမှတ်ရှိခြင်းသိစေလိုသောစိတ်ရှိခြင်းသိရန်လုံလပြုခြင်းထိုလုံလကြောင့်သိဆုံးခြင်းဆိုတဲ့အင်္ဂါ၅ချက်နဲ့ညီမတာပါဏာတိပါဒကံမြောက်တာဖြစ်တဲ့အတွက်ငရဲကြနိုင်ပါတယ်ဂိန်းထဲကအယုတ်တွေဟာ တကယ်တရှိတတ္တဝါတွေမဟုတ်တာကြောင့်သူတို့ကိုတတ်လို့ငရဲမကြနိုင်ပါဘူးသို့တော်လည်းပဲဂိမ်းစောတဲ့သူတွေဟာဒေါသဖြစ်ပြီးဖရုတ်တဝါစာကြံတန်းသောအတုံးနှုံးတွေတုံးတာကြောင့်ဝစီအကုသို့ကံတော့ဖြစ်နိုင်ပါတယ်ဒီမေခွန်လေးရဲ့လူရင်းအတိတ်ပဲကကာယကံမြောက်အဖဖြစ်သူကိုစော်ကားဖို့ရည်ရွယ်ဖူးပါတယ်ပြန်ပြီးတောင်းပန်ရင် အပြစ်ကင်းနိုင်ပါသလားလို့မေးလိုတဲ့အတိတ်ပဲဖြစ်ပါတယ် အဇာတတံမင်းမြတ်စွာဘုရားထံရောက်တဲ့အခါမှာဘုံတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားဘုရားတပည့်တော်သည်အဖတ်တတ်မိတဲ့ကံကြောင့်တောကဖီစီးနေပါတယ်ထိုအပြစ်တို့ကိုသီးခံခွင့်လွှတ်တော်မူပါဟုမြတ်စွာဘုရားထံလျှောက်ထားတောင်းပန်ပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကမင်းတရာအမားကို အမှားမှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်းဤအကြောင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ်အခုလဲမန့်ပိုင်ရှင်က မိမိရဲ့အမားကိုအမှန်မှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်သလိုမိမိကကာယကံမြောက်စော်ကားမှုရည်ရွယ်တာမှန်တော်လည်းပဲတကယ်စော်ကားမိခြင်းမရှိသည့်အတွက်ကံမမြောက်နိုင်တာကြောင့်ပြန်ပြီးဝန်ချတောင်းပန်မယ်ဆိုရင် ထိုအပြစ်ကလွကင်းနိုင်ပါတယ်ဦးစင်ဖရာဦးစင်ကိုချစ်တယ်လို့ပြောရင်ဘာဖြစ်တတ်လဲဖရာတဲ့ဝစီကံအကုသို့ဖြစ်တာပေါ့နော် ယဟန်ဆိုတာကလေချစ်စရာမဟုတ်ပါဘူးကြည်ညိုစရာပါကြည်ညိုစရာဆိုတဲ့နေရာမှာလဲပဲသီလတမာတိပညာဆိုတဲ့သိက္ခာ၃ပါးကို ပြောတာပါကြည်ညိုသင့်တဲ့အရာကိုမကြည်ညိုဘဲနဲ့အပေါ်ယံရုပ်ပိုင်းဆိုင်ရာကိုကြည့်ပြီးချစ်နေမယ်ဆိုရင် ပူလောင်ယုံကလွယ်ပြီးဘာကောင်းကျိုးမှဖြစ်လာမှာမဟုတ်ပါဘူးဥစဉ်တရားအာမထုတ်ဖဲဗီဒီယိုဖိုင်တွေကြည့်နေတယ် ဒီလိုဗီဒီယိုတွေကြည့်နေရင်တောင်အခြားမကောင်းတဲ့အရာတွေကြည့်မယ်လို့ပြောမရဘူးတဲ့သူတော်ကောင်းတယောက်ဟာလူတယောက်ကို ကြည့်တဲ့အခါမှာငါလိုပဲသူတော်ကောင်းဖြစ်မှာပဲဆိုတဲ့အမြင်မျိုးနဲ့ကြည့်ပါတယ်သူယုံမှတယောက်ဟာလူတယောက်ကိုကြည့်တဲ့အခါမှာငါလိုပဲသူယုံမှဖြစ်မှာပဲဆိုတဲ့အမြင်မျိုးနဲ့ကြည့်ပါတယ် တကတော့ဥစဉ်ကိုဘယ်လိုအမြင်မျိုးနဲ့ကြည့်မှလဲဟွန်းသူတော်ကောင်းအမြင်နဲ့ကြည့်နိုင်ပါစေလို့ဆုတောင်းပါတယ်နော်ဥစဉ်ကတက်တော့မှရှိကို မရှိသင့်တာတဲ့ဥစဉ်တက်တော့မှမရှိသင့်ဘူးဆိုတဲ့အကြောင်းကိုဖယားဟောပိတကအထောက်ထားနဲ့ချပြပေးပါနော်ဖယားဟောပိတကအထောက်ထားနဲ့ချမပြနိုင်ဘဲနဲ့ပါဇက်သေးရှိတာတွေလာမပြောပါနဲ့ ဘောင်မဝင်လို့ပါနော်ပိတကတ်တပုံပဲအာကုံဆောင်စီခြင်းပါတယ်တဲ့တကားတော့ရေပိတကတ်ကတုတ်တန်ဝီနီအဘိဓမ္မာဆိုပြီးသုံးပုံရှိတာလေဘလို့ဖြစ်လို့တပုံတည်းဖြစ်နေရတာလေဗျဟွန်းတကားတော့ကပိတကတ်တောင်မှဘဏပုံရှိမှန်းမသိပါလားဥသိန်းကိုတိုင်က ကိုပါတီလာမှမလိုက်နာနိုင်တာလေတဲ့ ူသင်သင်္ကန်းဝက်လာတာကြပြီယဟန်တီလာက ကိုးပါးတီလာရှိတယ်ဆိုတာကို တခါမှမကြဘူးနော်တကားတော်ကြီးယဟန်တီလာကလေကိုးပါးတီလာမဟုတ်ဘူးယဟန်ကတိတ်ခါဖို့228ပါးရှိတာနော်အဲ့ဒီတော့တကားတော်ကိုဥစဉ်ပြောချင်တာက တကားတော်အနေနဲ့ဥစဉ်ကို အလိုမရှိလို့တိုက်ခိုက်ချင်တယ်ဆိုရင်တိုက်ခိုက်နိုင်ဖို့အတွက် အကြောင်းအရာအထောက်အထားကို ခိုင်လုံစွာရှာပါအဲ့ဒီလိုခိုင်လုံစွာရှာပြီးပြီဆိုတော့မှဥစဉ်ကို လာပြီးတိုက်ခိုက်ပါအကြောင်းအရာအထောက်အထားခိုင်လုံစွာ မရှာနိုင်ဘဲနဲ့ဥစဉ်ကို လာပြီးတိုက်ခိုက်မယ်ဆိုရင် ကိုယ့်အထုတ်ကိုကိုဖီတယ်လို့ဖြစ်နေပါတယ်เนาะဥစဉ်ကစေရနာနဲ့တကားတော်ကိုတတိပေးတာပါအင်း y e